ဆိုင်ငယ်ကုန်းနဲ့တူတယ်။နာမိတော့ကောင်းတယ်မူးလာပဲ။နေရတာကြော့တဲ့နောက်ပေါ့။နောက်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကအစိမ့်ငွေပုံရှစ်လုံးနဲ့ပုံ29လုံးတဲချတိုက်ခိုက်ခဲ့ပါတယ်။တအားပြေတက်မှာနဲ့နေမြေနောက်ချုံမြို့နယ်အုံမတီတောက်ခမ်းကြောက်ကြဲစတဲ့ကျေးရွာတွေကိုဝိုင်းထွက်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေမှာအစိမ့်ငွေပုံရှစ်လုံးနဲ့ပုံ29လုံးတဲချခဲ့တာဖြစ်ပါတယ်။ဧပြီလ24ရက်နေ့မှာတော့ ညနေ6နာရီဝန်းကျင်မှာကြောက်ချမ်းရွာကိုဝိုင်းထွန်းနဲ့ဘုံ29လုံးတဲချတိုက်ခိုက်ခဲ့ပါရယ်ညနေ9နာရီအချိန်မှာတော့ Jet Fighter နဲ့အစိမ့်ဝိတ်ဘုံ10လုံးလာရောက်တဲချခဲ့ပါရယ် April 27ရက်နေ့တုန်းကတော့တောက်ခတ်မြား902တပ်စခန်းအနီးမှာတိုက်ပွဲအတွင်းအစိမ့်ဝိတ်ဘုံ15လုံးအုံပြုတိုက်ခိုက်ခဲ့ပါရယ် April 9ရက်နေ့စစ်ကောင်စီတပ်ကအပြည့်အတက်တန်းတိုးထားပေမဲ့တပ်တွေမှာထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါရယ် စစ်ကောင်စီတပ်ဟာ၎င်းတို့ရဲ့ထုတ်ပြန်ချက်ကို ပြန်လည်ချိုးဖောက်ပြီးတအောင်ပြည်အပါအဝင်တနိုင်ငံလုံးလေကြောင်းတိုက်ခိုက်မှုအရတားပြည်သူတွေရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းစစ်ရင်အားဖြစ်တင်းခြင်းထိုးစစ်ဆင်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်ကျမလေးဘောစမင်းမရှင်